ောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL နဲ့ကရှင်လွတ်မြောက်ရေးတပ်မတော် KNY တို့ကြားနေမြင့်ငင်းပွားမှုကိုဖြေရှင်းနိုင်ရေးကူညီဖို့အသင့်ရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီကနေ့မလ14ရက်မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။တိုင်းသားလူမျိုးစုများအလုံးဟာတမြေတဲနဲ့တရေတဲတောက်လျက်အတူရှင်တွဲနေထိုင်ခဲ့သူတွေဖြစ်အောင်မကတော်လန်ရေးအဆက်ဆက်လူမျိုးစုတစ်ခုနဲ့တစ်ခုကူညီရိုင်းပင်းလျက်မျိုးသားတန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအလို့ငါဘုံရံသူကိုလက်တွဲတိုက်ပွဲဝင်ခဲ့ကြသူတွေဖြစ်တယ်လို့ဆိုပါရယ်။ ရှမ်းမြောက်မှာဖြစ်ပေါ်လျက်ရှိတဲ့နေမြင့်ညင်းပွားမှုအရှုတ်ကြောင့်ဒေသခံပြည်သူတွေတာမကຫນွေဥတော်လန်ရေးမှာပါဝင်နေကြတဲ့ပြည်သူလူထုတရားလုံးအကြားမှာစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လျက်ရှိနေတာကိုတွေ့ရှိတယ်လို့အန်ယူဂျီကဆိုပါတယ်။မိမိတို့တော်လန်ရဲ့အဖွဲ့အစည်းအလုံးဟာပြည်သူလူထုရဲ့လူလားဆန္ဒကိုဖြည့်ဆည်းနိုင်ရေးကြိုးပမ်းနေကြသူတွေပြပြီးပြည်သူတွေရဲ့စိုးရိမ်တောကတွေကိုရောကြစေရေးဖြေချော့ဆောင်ရွက်ပေးဖို့ကိုလည်းအထူးတာဝန်ရှိတဲ့အလျောက်နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေကမိဖက်ပြစ်ပခတွေဖြစ်တာရှုမြင်ကြောင်းနဲ့ နိုင်ငံရေးနိဒာဖြစ်ရှင်းမဲ့ဆိုတဲ့တနင်္လာချမှတ်ထားကြောင်းကိုကြားသိရတဲ့အတွက်အထူးကြိုဆိုတယ်လို့လည်းပြောပါရယ်အဖက်ဖက်ကအင်အားရှိတဲ့အရေးနှိမ့်လျက်ရှိတဲ့စစ်ကောင်စီဖို့တော်လှန်ရေးအင်အားစုတွေအကြောင်းတက်ချိုသွေးခွဲရေးဟာ၎င်းတို့ရဲ့အထက်ဖြူဟာဖြစ်လာတဲ့ဆိုတဲ့အချက်ကိုလည်းမိမိတို့အားလုံးသတိပြုပြီးဖြစ်တယ်လို့ဆိုပါရယ်လက်လောဖြစ်ပေါ်နေတဲ့နယ်မြေအငင်းပွားမှုဟာလူမျိုးရေးအမုန်းတရားစီကျေပြတ်မသွားစေဖို့အတွက်နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ထိန်းချုပ်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းနှစ်ဖက်မျက်နှာရှင်ဆိုင်တွဲဆုံညှိနှိုင်းရင် ပြဿနာအများစုအခက်အခဲမရှိ ဖြည့်ရှင်းပြည်လဲစေလိမ့်မယ်လို့နားလည်ကြောင်းပြောပါရယ်မိမိတို့အားလုံးကပြည်သူကိုအဓိကထားပြီးတော့တိုင်တယ်ဆောင်ရွက်ကြတဲ့တော်လရင်အဖွဲ့အစည်းတွေဖြစ်သည့်အားလျော်စွာပြည်သူကိုမျက်နှာမူတဲ့နီးနာတွေဖြစ်တာမိမိတို့ရဲ့ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်တယ်လို့ပြည်သူကလူလားတောင်းတလျက်ရှိတဲ့ Federal Democracy ပြည်ထောင်စုပန်းနိုင်ကိုအရောက်ရှိတက်နိုင်မှာဖြစ်တယ်လို့ဆိုပါရယ်ဒါကြောင့်နိုင်ငံရေးကိစ္စတွေကိုနိုင်ငံရေးနည်းလမ်းနဲ့ညီညွတ်စွာဖြည့်ရှင်းဆောင်ရွက်ကြရမှာအယူကြည်အနေနဲ့ လိုအပ်တယ်လို့ကုညီဆောင်ရွက်ဖို့အသိရှိပါကြောင်းသဘောထားထုတ်ပြန်ခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကကွက်ခိုင်နဲ့မန်တုံတို့မှာ TNL နဲ့ KIA တပ်ဖွဲ့အကြားနေမြင့်အင်းပွားမှုပြစ်ပခါတွေဖြစ်ပွားလျက်ရှိနေပါတယ်။အဆိုပါပြစ်ပခါကိုနှစ်ဖက်ခေါင်းဆောင်တွေကဖြည့်ရှင်းနိုင်ဖို့ကြိုးပမ်းနေသည့်တိုင်ပြည်လည်နိုင်ခြင်းရှိတဲ့ကြောင်းသိရပါတယ်။